ရန်ကုန်တိုင်းမြောက်ကလပမြို့နယ်ခမ်းမကိုဖောက်ခွဲတိုက်ခိုက်ရာရဲနှစ်ဦးဒဏ်ရာရခဲ့ကြောင်းမြို့ပြကျွတ်ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူနဲ့ဒေသခံပြည်သူတို့ကဆိုပါတယ်ဒီဇင်ဘာ6ရက်ည7:00နာရီခွဲခန့်မှာမြောက်ကလပမြို့နယ်ခမ်းမကိုမြို့ပြကျွတ်ပျောက်ကြားအဖွဲ့သားတွေကလက်လုံမိုင်းနဲ့လက်ပစ်ဘုံးတွေနဲ့ပစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတိုက်ခိုက်မှုမှာမြောက်ကလပမြို့နယ်ခမ်းမမှာလုံခြုံရေးယူနေတဲ့အကျန်းဖက်စစ်တပ်လက်အောက်ခံရဲများအနီကိုကြားရောက်ပြီး ရဲနှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ပောက်ကွဲတံကတော့တော်တော်ကျယ်တယ်။ညအချိန်တိတ်ဆိတ်နေတော့အတန်ပိုကြားရတယ်။ပောက်ကွဲမှုဖြစ်ပြီးတိတ်မကြဘူး။ညကလာပါမြို့နယ်ရဲစခန်းကရဲခွေးတွေကထွေအုပ်ယုံကစစ်ခွေးတွေရောရောက်လာတယ်လို့သိရတယ်။ညကလာဝိုင်းကလမ်းပိုင်းကိုပိတ်ပြီးတော့ဟိုရှာဒီရှာလှုပ်သွားတယ်လို့ဒေတာခံပြည်သူတို့ကပြောပါတယ်။ ခေါင်းမာစွာနဲ့စစ်အာဏာရှင်တွေရဲ့ပေးစာကန်းစာနဲ့ပြည်သူအပေါ်နှိပ်စက်ရန်ရှာနေတဲ့စစ်အုပ်စုရဲ့လက်ပါစီတွေတောက်တိုင်မှန်သမျှကို နေရအချိန်မီဝေမြို့ပြကျွတ်အဖွဲ့အနေနဲ့ဆက်လက်ပြီးတိုက်ခိုက်ချေမှုန်းသွားမယ်လို့ထပ်မံသတိပေးထုတ်ပြန်လိုက်ပါတယ်။ပြည်သူတွေကအတန်တိတ်တပိတ်မှာပါဝင်ပေးကြပါ။ကျွတ်ကလေးတွေကလည်းအတန်များများထွက်နိုင်အောင်ကြိုးစားပါမယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖိအားပေးတဲ့သူတွေရဲ့အချက်လက်ကိုကျွန်တော်တို့ရဲ့ page မှာလာပေးလို့ရပါတယ်လို့ မြို့ပြကျွတ်အဖွဲ့ကတာဝန်ရှိသူကပြောဆိုလိုက်ပါတယ်ရှင်။